ောက၃ပါးအကြောင်းရှင်းပြပေးတော်မူပါဖရာတပါးစီရဲ့အတိတ်ပဲအချင်းကျုပ်၄ပါးရှင်းပေးတော်မူပါဖရာတဲ့ခန္ဓာဝကတန်ရုပ်ပါဠိတော်မှာထိုလောက၃ပါးအကြောင်းကိုဖော်ပြထားပါတယ်လောကဆိုတာဗယံပတာအတားအဆီးမရှိအယံဖြစ်ပျက်တတ်လျက်ကြာမြင့်စွာတည်တံ့ခြင်းမရှိတဲ့သဘောကိုလောကလို့ခေါ်ပါတယ်ထိုလောကက၃ပါးရှိပါတယ်လောက၃ပါးကဘာတွေလဲဆိုရင်၁ဩကာသလောက ဩကာသလောကဆိုတာသက်ရှိတ attva တွေနေထိုင်တဲ့30ပုံကိုပြောတာပါနှစ်တတလောကတတလောကဆိုတာထို30ပုံအတွဲမှာချမ်းသာစင်ရဒွန်တွဲရောထွေးလျက်နေသော attva တွေကိုပြောတာပါ၃တင်္ခါရလောကတင်္ခါရလောကဆိုတာထိုဩကာသလောကတတလောကတို့ကိုရှိမှုပြတ်မှုအိုမှုနာမှုစသောအမျိုးမျိုးအဖုံဖုံတို့ဖြင့်စီမံဖန်တီးပြုပြင်ပြောင်းလဲပေးနေသောသဘောကိုပြောတာပါ ဒါဟာလောက၃ပါးပဲဖြစ်ပါတယ်နော်ဖုံဖုံဖေးရတတ်တလွတ်စားရင်ဘယ်လိုကုသိုလ်တွေရလဲဖေးရတဲ့တတ်တလွတ်စားလို့ဘာကုသိုလ်မှမရပါဘူးတတ်တလွတ်စားလို့ကုသိုလ်ရရမယ်ဆိုရင်အတိအရွတ်စားနေတဲ့တရိษံတွေကုသိုလ်ရကုန်မှာဖြစ်ပါတယ်မြတ်စွာဘုရားကိုအရှင်ဒေဝရကြီးတောင်းဆိုတဲ့ဝိနည်းထဲမှာမပါတော့ ပင်စဒုရဝဆနတိခါဘုတ်၅ချက်ဆိုတာရှိပါတယ်။အဲ့ဒီ၅ချက်ကဘာတွေလဲဆိုရင်၁ယဟန်တော်များအသက်ထက်ဆုံးတောကြောင်း၌သာနေရမယ်။၂ယဟန်တော်များအသက်ထက်ဆုံးစွမ်းခံ၍သာစားရမယ်။ပင်ဖိ၍ကျွေးသောစွမ်းကိုမစားရ။၃ယဟန်တော်များအသက်ထက်ဆုံးပန့်တကူသင်္ကန်းကိုသာဝေးရမယ်။ဒကာဒကာမတွေကျူတဲ့သင်္ကန်းကိုမဝေးရ။ လေယဟန်တော်များအသက်သက်ဆုံးအစ်ပင်ရေ၌သာနေရမည်အမိုးအကာရှိတဲ့အကြောင်း၌မနေရ၅ယဟန်တော်များအသက်သက်ဆုံးအသားငါမစားရအသီးအရွက်တွေကိုသာစားရမည်ဆိုတဲ့၅ချက်ပဲဖြစ်ပါလေဖော်ပြပါ၅ချက်စလုံးကိုမြတ်စွာဘုရားကပယ်ချခဲ့ပါလေမြတ်စွာဘုရားဆိုတာဟာတတဝါတွေရဲ့ကောင်းကျိုးစီးပွားကိုလိုလားတဲ့ပုဂ္ဂိုလ်ဖြစ်တာကြောင့် ်တသက်လို့စားလို့ကုသိုလ်ရမယ်ဆိုရင် အရှင်ဒေဝတကြီးတောင်းဆိုတဲ့ငါးချက်ထဲကနောက်ဆုံးအချက်ဖြစ်တဲ့အပါငါမစားရအသီးအရွက်တွေကိုသာစားရမယ်ဆိုတဲ့အချက်ကိုလိုက်ရောမှာဖြစ်ပါလေအခုတော့မလိုက်ရောတဲ့အပြင်ဒေဝတကြီးတောင်းဆိုတဲ့ငါးချက်စလုံးကိုပယ်ချခဲ့ပါလေအဲ့ဒါကိုကြည်တော်အားဖြင့်တသက်လို့စားခြင်းဟာကုသိုလ်မရဘူးဆိုတာထင်ရှားပါလေအစာအပောက်စားတာနဲ့ပတ်သက်လို့ ကုသိုလ်ရခြင်းမရခြင်းဆိုတာဟာအစာအပောက်ပေါ်ခင်တွေ့တဲ့လောဘရှိခြင်းမရှိခြင်းနဲ့ပဲဆိုင်ပါတယ်။မိသည့်အစာအပောက်ကိုပဲစားစားလောဘနဲ့စားမယ်ဆိုရင်တော့ကုသိုလ်မရပါဘူး။မိသည့်အစာအပောက်ကိုပဲစားစားလောဘกินပြီးစားမယ်ဆိုရင်တော့ကုသိုလ်ရပါတယ်။ဒီမေခွန်းရဲ့လူရင်းအတိတ်ပဲကဗုဒ္ဓရဲ့နှစ်ဖူးပေါ်ကအမှတ်သားဟာဘာအမှတ်သားလဲလို့မေးတာဖြစ်ပါတယ်။ ဗုဒ္ဓရဲ့နှစ်ဖူးပေါ်ကအမှတ်သားဟာလက္ခဏာတော်ကြီး32ပါးတည်းကအုံနှလုံးမခေါ်အုံနှလုံးမွေးရှင်ဖြစ်ပါတယ်။အဆိုပါအုံနှလုံးမွေးရှင်ဟာမြက်ခုံးနှစ်ခုအလေတက်တဲ့မှာတည်ရှိပြီးလက်ရရစ်လေက အထက်သို့အဖျားကော့တက်လျက်ရှိပါတယ်။စွဲဆန့်လိုက်မယ်ဆိုရင်နှစ်တောင်ခန့်ရှည်လျားပါတယ်။ဤကဲ့သို့ကောင်းမြတ်တဲ့အမှတ်သားလက္ခဏာဖြစ်ရခြင်းဟာ လူဘဝတုန်းကမှုသားစကားကိုမပြောဘဲရှောင်ကျဉ်ခဲ့လို့ဖြစ်ပါတယ်။ဒါဆိုရင်ဗုဒ္ဓရဲ့နှစ်ဖူးပေါ်ကအမှတ်အသားကိုတီလောက်ပြီလို့ထင်ပါတယ်။ဦးဇင်ဖရာဗုဒ္ဓဖရာတက်ရှိ ရှိစဉ်အခါတုန်းကယဟန်အမလို့ကြားဖူးပါတယ်။ဖက်လဲဖက်ဖူးခဲ့ပါတယ်။ယခုလက်ရှိအချိန်ကာလမှာမင်းကလေးအနေစုကတီလာရှင်ဝတ်ကြတယ်။ယဟန်ပါလို့မခံကြတာလေဖရာ။ယဟန်ခံခွင့်ကောမရှိဘူးလားဖရာ။ ဖြေကြားပေးတော်မူပါဖရာတဲ့မိသွေးတော်ဂေါရမီရဲ့တောင်းဆိုချက်ကြောင့်အရုဒံ၈ပါးကို ပြဋ္ဌာန်းပြီးမိမယဟန်ဘိက္ခုနီမသာသနာကိုမြတ်စွာဘုရားခွင့်ပြုခဲ့ပါတယ်အဆိုပါမိမယဟန်ဘိက္ခုနီမသာသနာဟာ AD 300စုဝင်းကျင်လောက်မှာပွဲပြောက်သွားပါတယ်အဲ့ဒီလိုပွဲပြောက်သွားတဲ့အတွက်ဘိက္ခုနီမဝတ်မယ်ဆိုရင်ဝတ်လို့မရတော့ပါဘူးဘာကြောင့်ဝတ်လို့မရတာလဲဆိုရင် အမျိုးသမီးတွေဘိက္ခုနီမဝတ်တဲ့အခါမှာပိန်ဝင်တဲ့အခါယောက်ျားယဟန်ကကမ္မဝါတစ်ကျင်းမိန်းမယဟန်ကကမ္မဝါတစ်ကျင်းကမ္မဝါနှစ်ကျင်းတိတိဖတ်မှဘိက္ခုနီမဖြစ်ပါတယ်ဒီကနေ့ခေတ်မှာကမ္မဝါတစ်ကျင်းဖတ်ပြီးဖို့ယောက်ျားယဟန်တွေရှိကြတော့လဲပဲမိန်းမယဟန်တွေမရှိတော့တဲ့အတွက်ဘိက္ခုနီမဝတ်လို့မရတော့ခြင်းဖြစ်ပါတယ်ဝတ်ခွင့်မရှိတာမဟုတ်ပါဘူးเนาะနားလဲပါစေ အရှင်ဖေယားဖေယားเจ้าမှာနေ့စဉ်တရေစီလှဲရင်ဘာအကျိုးရှိပါလဲဖေယားယူသေးစွာရှောက်ပါရစီဖေယားတရေစီလှဲတဲ့ပုဂ္ဂိုလ်တွေဟာ အကျိုးတရား၅မျိုးရရှိစေပါတယ်အကျိုးတရား၅မျိုးကဘာတွေလဲဆိုရင်တပကစိတ်တံပတိတတိမိမိစိတ်ကို ကြည်လင်စေခြင်းနှစ်ပရစိတ်တံပတိတတိသူတစ်ပါးစိတ်ကိုကြည်လင်စေခြင်း ၃ဒေဝတာအတ္တမနာလတ္တုကနှစ်သက်ဝမ်းမြောက်ခြင်း၄ပါတာဓိကတံဝတ္တနိကံပုံညာဥပသိနာတိကြည်လင်ပွဲကိုဖြစ်စေတတ်သောကြောင့်ကောင်းမှုကုသိုလ်ကိုစီးပူးသည့်မိခြင်း၅ဥက္ကတိတက္ကလောကံဥပိ္ပတိပေပြီးသည့်နောက်လက်ရွာသူတတိတို့ဓာရောက်ကြခြင်းတို့ဖြစ်ပါれ။ဖော်ပြပါငါမျိုးသည်တရေစီလှဲခြင်းကြောင့်ရရှိလာမိအကျိုးတရားငါမျိုးပဲဖြစ်ပါれ ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တရားတော်မှတချို့ဟာငွေကုန်တဲ့ကုသိုလ်ကြတော့ပြုတ်တက်ကြပြီငွေမကုန်တဲ့ကုသိုလ်ကိုကြတော့ပြုတ်တက်တဲ့သူနဲပါတယ်အားလုံးကိုပြောတာတော့မဟုတ်ပါဘူးတချို့တချို့သောတရားတော်မှတွေဆိုရင်ဖျားကြောင်းကန်တွေရောက်တဲ့အခါမှာတပြေးစီလှဲရမှာကိုဘုံငယ်တယ်လို့ထင်တတ်ကြပါတယ်ဘုံငယ်တယ်လို့မထင်ကြပါနဲ့တပြေးစီလှဲတဲ့ကုသိုလ်ဟာငွေမကုန်တဲ့အပြင် ဖော်ပြပါအကျိုးတရား၅မျိုးကိုလည်းရရှိစေပါれ။ဒါကြောင့်ဘုရားကြောင်းကံသို့ရောက်တဲ့အခါမှာကြရေစည်းလှဲတဲ့ကုသိုလ်ကိုမဖြစ်မနေယူကြပါလို့ပြောခြင်းပါれ။အရှင်ဘုရားလူနာမီတွေကိုပါဠိလိုမှဲ့လို့ရပါသလားဘုရား။တပည့်တော်အားတနာတော်အားဖြင့်ဖြေးချပေးတော်မူပါဘုရားတဲ့။မှဲ့လို့ရတော့ပါれနော်။ဘုရားရှင်လက်ထက်ကအနာထပိန်တို့စိတ်တကြွယ်တို့မထကုန်တလီတို့ဆိုတဲ့လူတွေဟာပါဠိနာမည်တွေပါ ို့တော်လည်းပဲယနေ့ခေတ်မှာလူတွေကိုပါဠိနာမည်မှဲ့မယ်ဆိုရင်လူတွေရဲ့အမြင်မှာအထူးအဆန်းတော်ဖြစ်နေတာပေါ့နော်အထူးအဆန်းပင်ဖြစ်လင်ကစားယနေ့ခေတ်မှာလည်းပဲပါဠိနာမည်နဲ့လူတွေရှိပါတယ်ဘယ်လိုလူတွေလဲဆိုရင်ဘုံကြီးလူထွက်တွေပါနော်ဘုံကြီးဘဝနဲ့အကြာကြီးနေပြီလူထွက်သွားတဲ့အခါမှာလူနာမည်ကိုမခေါ်ဘဲနဲ့ဘုံကြီးဘဝတုန်းကနာမည်ကိုခေါ်တာပါဥပမာဘုံကြီးဘဝတုန်းကဥသူစိတ်တဆိုရင် ူထွက်သွားတဲ့အခါမှာလူနာမည်မခေါ်ဘဲနဲ့အဲ့ဒီလူကိုဥသူစိတ်တလို့ခေါ်ပါတယ်နော်ဒါကြောင့်ဘုန်းကြီးလူထွက်တွေလည်းပဲပါဠိနာမည်တွေရှိနေတာဖြစ်တဲ့အတွက်လူတွေကိုပါဠိလိုနာမည်မှဲ့ကျင်တဲ့စန္ဒရှိမယ်ဆိုရင်မှဲ့လို့ရလောက်ပါတယ်ဒါတို့တော်လည်းပဲအထူးအဆန်းတော်ဖြစ်နေမှာပေါ့နော်အရှင်ဖရာဂေါတမမြတ်စွာဘုရားတောင်မိဘကျေးဇူးကျေးအောင်မဆက်နိုင်ခဲ့ဘူးဆိုတာမှန်ပါသလားဖရာရှိသေးတော်မူပါဖရာတဲ့ မိဘဤဂုံကျေးဇူးတွေကိုတီကျူးဖွဲ့ဆိုတဲ့နေရာမှာမြတ်စွာဘုရားဤဂုံပုတ်တွေနဲ့နှိုင်းရှင်ပြီးတော့တီကျူးဖွဲ့ဆိုတာကိုဥစဉ်မကြိုက်ပါဘူး။ဘာကြောင့်မကြိုက်တာလဲဆိုရင်မိဘဟာသာသမီတွေအပေါ်မှာကျေးဇူးတရားများတာမှန်ပေမဲ့အခြားတတဝါတွေအပေါ်မှာတော့မြတ်စွာဘုရားလောက်ကျေးဇူးတရားမများလို့ပဲဖြစ်ပါတယ်။မြတ်စွာဘုရားကတော့တတဝါအလုံးအပေါ်မှာကျေးဇူးတရားများပါတယ်။ ဒါကြောင့်မိဘဤဂုံကျေးဇူးတွေကိုတည်ကျူးဖွဲ့ဆိုတဲ့နေရာမှာမြတ်စွာဘုရားဤဂုံဘုတ်တွေနဲ့နှိုင်းရှင်ပြီးတော့တည်ကျူးဖွဲ့ဆိုတာမျိုးတွေမလုပ်သင့်ပါဘူး။ဂေါတမမြတ်စွာဘုရားတောင်မှမိဘကျေးဇူးကိုကြည်အောင်မဆက်နိုင်ခဲ့ဘူး။မိဘကျေးဇူးကိုနှုတ်တလုံးဘိုးပဲကြည်တယ်စတဲ့ဇကားတွေဟာမှားယွင်းတဲ့ဇကားတွေဖြစ်ပါတယ်။ပါမန်နည်းဖြင့်မိဘကျေးဇူးကိုဆက်ရင်မကြည်နိုင်မှန်းသိလို့လောကုတ္တရာနည်းဖြင့်မိဘဤကျေးဇူးကိုမြတ်စွာဘုရားကဆက်ခဲ့တာပါ။ အဲ့ဒီလိုလောကုတ္တရာနည်းဖြင့်မိဘကျေးဇူးကိုဆက်ခဲ့တဲ့အတွက်မြတ်စွာဘုရားသည်မိဘ၏ကျေးဇူးအလုံးကျေးပါれ။ဒါကြောင့်ဂေါရမမြတ်စွာဘုရားတောင်မိဘကျေးဇူးကိုကျေးအောင်မဆက်နိုင်ခဲ့ဘူးဆိုတဲ့စကားဟာမှားတယ်လို့ပဲမှတ်သားထားရမှာဖြစ်ပါれ။